ကျော်လန်ကြီးကိုမောင်နှမများအားလုံးပဲမင်္ဂလာပါတရနေ့အောက်တိုဘာအောက်တိုဘာတရနေ့ဖြစ်ပါတယ်ဆိုတော့ပထမဦးစွာဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးလေးတွေရုံဦးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုလေးကို reaction လုပ်ပေးပါမယ်ပထမဦးစွာသတင်းလေးကတော့ဒါကျွန်တော်တို့စကမာကြီးရပေါ့ဗျာစကိုင်းမြို့ပေါ်နဲ့ဆစ်ဆောင်တွေနေထိုင်တဲ့ဘုန်းကြီးเจ้าမှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပါတယ်ဆိုတော့ဒီကောင်ကလေအဲစကမာကလေစကိုင်းကိုတော်တော်မုန်းတာဗျာသိလားဘာလို့လဲစကိုင်းမှာစစ်ခွေးတင်ဆိုင်စကိုင်းတိုင်းလေနော် သဘောတရားတစ်ခုရပါစစ်ခွေးသင်ချိုင်းမဖြစ်ခဲ့ဘူးဆိုရင်တော့စစ်ခွေးတွေအများဆုံးသိခဲ့တဲ့เนาะကြာခဲ့တဲ့နေရာเนาะပြောမလို့အထိနာခဲ့တဲ့နေရာပေါ့ဗျာပြောမလို့ဒါသဘောတရားတစ်ခုရဗမာဗမာချင်းပဲထားပါတော့ဗမာဗမာချင်းကျုံတဲ့အချိန်မှာဒီကောင်တွေဘယ်တော့စကိုင်းမှာကြာခဲ့ဆိုတာဒီစစ်ခွေးတွေအတိဆုံးเนาะဒီကောင်ဒီကောင်တွေအတိဆုံးဆိုတော့ဒီကောင်တွေအဲ့အတွက်ကြောင့်မို့လို့စကိုင်းနဲ့ပတ်သက်လာရင်ဒီကောင်တွေတောက်လျှောက်ကိုဒုက္ခပေးနေတာလေဟုတ်တယ်မလားပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ငလင်လှုပ်တယ် စကိုင်းဘက်ကိုအကူအညီလာပေးမဲ့သူတွေဒီကောင်လေးတားတယ်။ရှင်းရှင်းလေးလေးစကိုင်းမှာစကိုင်းနဲ့ပတ်သက်ပြီးတော့မှဒီကောင်တွေကငါနဲ့မတူငါရင်သူပုံစံမျိုးလုပ်နေတာ။ဘာကြောင့်လဲသူတို့ဘက်ကကောင်တွေအများကြီးကြားခဲ့တာ哦။ကျွန်တော်တို့ဘက်ကခမရပြည်သူ့အစဒီကောင်လေးစစ်ကြောင်းလိုက်ပြီးတဲ့ဥစ္စာကိုတွေ့ရမလား။တရေဖဏနဲ့ပါးတွေပါရိုက်တာအဲစစ်သုံးပန်းဆိုတဲ့ကောင်တွေကိုကျွန်တော်တို့ပြောမယ်ဆိုရင်အညာကနာကြီးချက်တွေရမ်းများတယ်။ဟောဆိုအညာကိုဒုက္ခပေးခဲ့တဲ့ကောင်တွေအများကြီးပဲစစ်တက်ကကောင်တွေ။ဒါကြောင့်မို့လို့ တို့နဲ့ထိုက်တန်တဲ့အပြစ်တစ်ခုပေးရလေနော်ဒါကတော့တကောင်းနေဝမ်းနေစရာမရှိပါဘူးကြိတ်ကြိတ်ခံပါဘောနော်အဲ့တော့နောက်ထပ်အဲကျတို့တင်းလေးကတော့ဒီစစ်စစ်တက်ကပေါ့နော်တိုင်တယောက်ကိုပြောမဲစင်းကြီးကိုပြောတယ်နော်မဲစင်းကြီးကိုပြောပေမဲ့ကြီးမဲ့သူလည်းမရှိဘူးစိတ်ဝင်စားတဲ့သူလည်းမရှိဘူးဟိုစိတ်ရင်းမှာမပါလေကောင်းလေဆိုတဲ့စိတ်ပဲရှိတယ်ဆိုတော့ဟိုရက်ွက်ယုံရှေ့ကနေပြီးတော့မှဒါဖြတ်သွားလို့ကြီးလိုက်တာတဲ့ဟိုစိတ်ရင်းစာရွက်တွေကတ်ထားရရှိတယ်တဲ့ဒါပေမဲ့လူတယောက်မှမတွေ့ဘူးလေ ပြည်သူတွေစကားမအီတို့လုတ်ခွေးတဲ့ရွေးကောက်ဝဲပေါ်မဲအောင်လိုက်လို့လုတ်ခွေးတဲ့ရွေးကောက်ဝဲပေါ်စိတ်ပါဝင်စားလိုက်ပုံများအားရစရာကြီးနော်ဆိုတော့နေရာဒေသရောသူတို့နေတဲ့ဒါထိတ်ချန်ထားတယ်ဆိုတော့ဟိုတအိမ်တယောက်မဲစင်းကြီးဖို့ခေါ်တယ်လာလည်းမလာဘူးအဲပတ်စံဘလောက်ပေးမယ်ဆိုပြီးခေါ်လည်းမလာဘူးချင်းချောင်းတော့ပို့ဆိုးတာပေါ့နော်ချင်းချောင်းတော့ပို့ဆိုးတော့ဆိုတာဟိုမသိကြအောင်ဆောင်ပြီးတော့မှမိသားစုရေးပါအင်းညာရေးအကြောင်းပြတဲ့ဥစ္စာမျိုးတွေရှိမှာပေါ့တေချာလို့ကိုကွာတယောက်တော့မရှိဘူးဆိုတော့ကြီးကအဲ့ဒါတကယ်တကယ်ဆိုးပါတယ်ကွာနော်အဲ့ဒါကြီးက ဘယ်သူမှစိတ်ဝင်စားမရှိဘူးဆိုတော့စဉ်းစားကြည့်ပါနော်โอเคဆိုတော့နောက်ထပ်တဲ့တွေကတော့ခလိုက်ရ2839တရင်ကကတားလေးဦးကဲနယ်လေးเนาะဒါအထံအလင်းဝင်လာရလို့သိရတယ်ဆိုတော့သူတို့ကလက်ရှိမှာပေါ့เนาะစတေမာလာ30ရက်နေမှာခလိုက်ရ2839တရင်ကသူတို့ကတားလေးဦးအလင်းဝင်လာတယ်လို့ KNU ဘိတ်တွေခရိုင်ပြည်သူဆက်ဆံရေးနဲ့တရင်တွေပြန်ချရနေပြီးတော့မှထုတ်ပြန်လာတယ်အလင်းဝင်လာတဲ့စစ်ကောင်တွေတတားလေးဦးကအာရသိစစ်တဲ့ကအထင်အရမပြည်သူစစ်ဗိုလ်တန်းတင်တဲ့တက်ရောက်ခိုင်းခဲ့ပြီးတဲ့နောက်မှာ ရှေ့တန်းပေါ့နော်ဒါတို့သိန်းကုန်ဘက်ကိုအပုတ်ခံရတဲ့မှာထွက်ပြေးလိုက်ခဲ့တာဖြစ်တယ်လို့သိရတယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ဒီရဲဘော်အဲ၄ယောက်ကိုပေါ့နော်ဒီစစ်သား၄ယောက်ကိုကျွန်တော်ညီကိုရိုနဲ့တက်နိုင်ဘက်ကနေပြီးတော့မှအကူညီပေးထားတယ်ပေါ့နော်ဆိုတော့ပြီးသွားမိသားစုနဲ့ချိတ်ဆက်ပေးမယ်ဗျာတို့ရှေ့ဆက်ပြီးသူဘာလုပ်မလဲဒါလေးတွေတို့ဖောက်ရှင်တဲ့လမ်းတို့သွားခြင်းတဲ့လမ်းကိုကျွန်တော်တို့ညီကိုရိုတွေကပို့ပေးပါလိမ့်မယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်လေးယုံကြည်ပါတယ်နော် နောက်ထပ်တဲ့နေ့ကတော့မြောက်ပြည်မှာနော်ခရိုင်လောင်းဝကမူကြော်တန်းဆိုတဲ့ခွေးတောင်သားက စမကတ်လှုပ်လို့ပေါ့ဒါစမကတ်လှုပ်လို့ပေါ့နော်အာစမကတ်လှုပ်လို့တဲ့သူတွေပေါ့နော်အဲတော့တအူးကိုထိုင်းဘတ်ငွေ1000ကနေပြီးမှ1000ခွဲအထိအစမတန်တောင်းယူနေရလို့သိရပါတယ်ဆိုတော့ကင်ပီနယ်မြောက်ပြည်မြို့မှာခရိုင်လာဝကမူကျော်တန်းကပြည်သူတွေကိုစမကတ်လှုပ်ဖို့ရန်အတွက်လူတအူးကိုထိုင်းဘတ်ငွေ1000ကနေပြီးမှ1000ခွဲအထိတောင်းယူနေတဲ့အကြောင်းမြောက်ပြည်မြို့ကပြည်သူတွေရဲ့ပြောပြချက်ရသိရပါတယ်အဲ့တော့ ပြောချင်တာကဘာလဲဆိုတော့လေအဲ့မြောင်းဒီမှာဒီလောက်လက်နက်တွေပေါ်နေတာကွာမင်းတို့ကြိတ်ထလိုက်ပါလားကြိတ်ပြီး PDF ထဲဝင်လိုက်ကွာမင်းတို့ဝမ်မလီဝကန်ကခုံပြီးတော့ပါငါတို့ညီကိုတော်တွေကအိုးစီပုံပေါင်းနဲ့ဂျိုလိုက်အောင်ပဲကြိုက်ထလိုက်ပါလားဘာလို့မကြိုက်တာတော့အဲ့ပုံဝင်ချင်တော့အဲ့ကန်နာမှာတော့အဲ့နေရာမှာတော့လက်နက်ပေါ်တာလက်အဲ့နေရာပဲရှိတယ်အဲ့နေရာမှာမလုံနိုင်ဘူးဆိုတော့မင်းတို့အေးဘောမင်းတို့တွေလည်းအလိုလိုလိုပါလေပဲများတယ်လို့နေမှာပေါ့တော်တော်ငါတို့ငါတို့လည်းတိတ်မပြောချင်ဘူးမသိလားအဲ့ဒါနေပဲတက်ပြီးရောโอเคဆိုတော့ ဟိုနောက်ထပ်သတင်းတွေကတော့ထိုင်းနိုင်ငံပေါ့နော်ဒါကျွန်တော်ကယ်ကမ်ကယ်ကမ်ပေါ့နော်လက်စစ်ပစ္စည်းစက်ရုံမှာမြန်မာအလုတား1450ကိုကြိုတင်အတိမပေးဘဲနဲ့အလုဖြုတ်မှုပေါ့နော်ဘလူသမားတွေကမချေနဲ့ကြဘူးထိုင်းလူသမားဝန်ကြီးဌာနကိုလည်းတရားဝင်တိုင်ကြားထားတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့မြန်မာအလုသမားအရေးပေါ့နော်ဒါကိုကြီးဆောင်ရွက်ပေးနေတဲ့ညီကိုတွေလည်းကိုကြီးကြမှာပါကျွန်တော်ဒေဒီ NUG ကဒါပေမဲ့ဆိုအလုသမားရဲ့ဝန်ကြီးတို့အများကြီးပါပဲသူတို့လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့မှလုပ်ပေးနိုင်မယ်လို့ထင်ပါတယ် ကျွန်တော်တို့မြန်မာနိုင်ငံဒီပြောမယ်ဆိုရင် အာနာယူเนาะမင်းအောင်လိုင်းအုပ်ချုပ်ပြီးနောက်ပိုင်းမှာတော်တော်လေးကိုတိုင်းသမားမှလည်းဟိုမြန်မာနိုင်ငံသားတွေမျက်နှာငယ်ရတယ်အဲ့ကောင်ကိုယ်တိုင်ကလည်းမင်းအောင်လိုင်းကိုယ်တိုင်ကလည်းတိုင်းသမားတီးတွားပြီးတော့မှမြန်မာနိုင်ငံကိုဆောက်ရွက်ခွဲသလိုမျိုးပဲတကယ်ဒီလိုကောင်မျိုးတွေကြောင့်လည်းမြန်မာလူမျိုးတွေဘလောက်အနေခံရတယ်ဆိုတော့ဒီခွေးတောင်သားနေပြည်တော်ကဟိုဘယ်ကူတဲ့ကနေမှជីជីမမြင်နိုင်ပါဘူးဒါလေးကိုသိကြမှာเนาะသိစေချင်ပါတယ်ဆိုတော့တရင်နေနားဆင်ပြီးတဲ့နောက်မှာ beautify လေးကြည့်အောင်ပါ ထမဦးစွာဒါကျွန်တော်တို့ကျွန်တော်တို့ PDF တွေဒီဖရာတရားမြဲတဲ့ PDF တွေပါဘလောက်ပဲဟိုဘယ်လိုပြောမလဲတနက်ကင်ထားရပြီမဲ့ခန်းကင်ထားရပြီမဲ့ရင်ထဲနှလုံးသားထဲမှာဖြူစင်တဲ့မေတ္တာတရားရင်ထဲချုပ်လွှမ်းနေတဲ့ညီကိုတော်တွေပါဆိုတော့ကြည့်ကြည့်ပါဗျာတာရုဗျာတာရုတာရုဟိုလေတော်တယ် nyanto pala wisung lang karuna jang wibara kato sangsa dukunya dulu arah tenang wang roto lelang gunula akhirnya ah. sedusi sangsa jimi seluka yang pagi langsung congpan untang binang para oh ပြောပါတယ်ပြောမယ်ဆိုရင်တိုက်ပွဲရှိနေတဲ့အချိန်မှာလဲတိုက်ပွဲရှိတယ်လို့မျိုး ကျွန်တော်ညီကိုတော်တွေတော်လိုင်းအောင်မြင်မှုရတဲ့ကြိုးစားပြီးတော့မှလှုပ်ဆောင်နေသလိုတိုက်ပွဲမရှိတဲ့အချိန်မှာလည်းတကယ်ကိုယူသားကြိုးစားမေတ္တာတရားကြီးမားဘာသာတရားကိုင်းဆိုင်တဲ့တကယ်ပြည်သူချစ်တဲ့စစ်သားကလေးတွေဖြစ်ပါတယ်ဆိုတော့အားလုံးသိသိကြတဲ့ကြောင့်မလို့ဒီ profile reaction လုပ်ပေးတာဖြစ်ပါတယ်နောက်တဲ့ profile လေးကတော့ဒါကျွန်တော်တို့ပေါကရုံးပေါ့နော်ပေါကရုံးကဒီနေပြီးတော့မှဗလီဆောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမကြီးပေါကရုံးတို့လေးလေးလေးတန်လေးတောင်နည်းနည်းပြောင်းလာတယ်လားမဲအောင်လည်းပတ်သက်ပြီးတော့မှဒါကြီးကပတ်သက်နေရဆိုတော့ ပေါ်ကတော့လေးတန်နေပြောင်းလာပါတယ်နောက်တော့ကြည့်အောင်နေပြီးတော့မာမူဆလင်တွေပေါ့နော်အမ်ဗလီပေးတယ်ပေါ့ကာကျော်ကြီးကဗလီနေရာဒေကာကွဲဒေကာကျော်ပေးတယ်ပေါ့နော်ဒေကာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလေဗျပြောပါပြောပါပြောပါပေါ်ကတော့ပြောရဲဦးလားတဲ့မာလုံးရဲ့လဲပေါ့နော်အဲလက်ဆောင်လဲပေါ့အမ်ဦးစင်းတို့ကပြောပြီးပဲလေဗျရော်ရဲရင်လဲလေးရပါဗလီတုံးကဦးစင်းတို့ပြောတရားမဝင်လို့ပြောတာ ဩတရားမဟုတ်လို့ပြောတာဗျာ။မဆောက်ပြီးနေပြီ။အဲ့တော့တရားဝင်တောင်းတယ်သူတို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်။တရားမဝင်ရင်တော့ဥစဉ်တော့တော့ကန့်ကွက်ပါပဲ။တရားဝင်သူတို့တရားဝင်တိတိကျကျတရားဝင်တာရှောက်တယ်တရားဝင်လုပ်တယ်တောင်းလဲတောင်းထားကိုကြာပါလေ။ရလဲရထားပြီးတော့ဥစဉ်တော့ထင်ပါလေ။ညာလဲရထားပြီးတော့ထင်ပါလေ။အဲ့ဒါကိုအကြီးကြီးလုပ်ပြီးဟာခါချုပ်ကြီးကမွတ်စလင်ဖြစ်သွားပြီ။ဟာခါချုပ်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လား ဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးဓမ္မတွေနဲ့မွတ်စလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါ့စူပူဖြစ်အောင်ဖန်တီးတာပဲပြောရရင်တော့မျိုးသားရေးဓမ္မတွေမဘာသာမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲဩအဲ့ဒါလူတို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်ဟာဘာလုံးတယ်အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှ မခံပြောမယ်သူကလိုချင်တာတော့ဒီကကြားကောင်းကတော့ဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြားပါတယ်ဥစဉ်တို့ဥစဉ်ရဲ့ဆရာမဦးရတူတို့ လိုက်လို့ရှိရင်အာကကြောင့်ကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်ထဲထည့်မယ်အာကသူတို့အတွက်ဆင်ပြေပြီဒါပဲဒီလိုပဲဥစဉ်တော့ကတော့တုံးတက်တယ်တရားဝင်လျှောက်တယ်တရားဝင်လုတ်တယ်တရားဝင်တော့လည်းလုတ်လေတရားမဝင်တာတရားမဝင်ဘူးဆိုရင်တရားဝင်အောင်လုတ်စီးနဲ့ကန့်နဲ့ပေါင်နဲ့လုတ်ကျုပ်တို့တွေကဒါဘယ်ပါတော်မှထိတိုက်စရာအကြောင်းမရှိဘူးဘယ်ပါတော်မှလည်းရာယူစရာအကြောင်းမရှိဘူးဥစဉ်တော့ပြောပြီးပဲဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကတော့ချစ်ရပါပဲ ကိုယုံကြည်ရအောင်တော့ကိုးကွယ်ကြပါဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ပါပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရပါပဲဒီနိုင်ငံရဲ့ဥပဒေတိုင်းမနေထိုင်မဲနဲ့အဆွေးရောက်မဲနိုင်လူဖြစ်စည်းလုံမဲဥပဒေကိုချိုးဖောက်မဲဆိုတော့ဒီနိုင်ငံဥပဒေတိုင်းခံရမှာပဲလေဗျာလူရှားနိုင်ငံမှာတော့မှကြည်လေဗျာရှိတာပဲဟုတ်လားဦးစင်းတို့လူရှားနိုင်ငံကာကြုတ်လက်ထံမှာပဲပြောရမှာပဲဘုံကြောင်းနိုင်ငံနဲ့ဖီလီကောဖရာစီတီတော်ကြီးနဲ့ရှိကြတာပဲမဟုတ်ဘူးလားသူတို့ပဲ ဒါတရားဝင်တရားဝင်ခွင့်ပြုတယ်လေဟုတ်လားတရားဝင်ခွင့်ပြုတာပဲအဲ့ဒီပလီကြီးကဟုတ်ပြီတရားဝင်ခွင့်ပြုလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီပလီလည်းပိတ်ခံရမှာပဲဥပဒေကိုချိုးဖောက်လို့ပလီတဲကလည်းဥပဒေကိုချိုးဖောက်ပြီးမှပလီတဲကလည်းအကြမ်းဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မိတ်ရှိလာပလီကြီးပိတ်ခံထားတာမဟုတ်လားဟုတ်လို့ပဲစားရလားပြောနေတယ်မင်းမိတ်ထီလာပလီကြောင်ပြောနေတာမဟုတ်အခုမင်းတို့နေပြီးတော့မှပလီဆောက်တဲ့ကိစ္စကိုပြောနေတာနော်မင်းဘာတွေပြောနေတာတော့ပေါ့ကတော့ စဉ်းစားဉာဏ်မရှိတာလားအုံတော့မရှိတာလားမင်းတို့ကောင်ငါတို့တွေဘလို့ဘလို့မှဘုံကြီးလို့မြင်လို့မရအောင်ဖြစ်နေတယ်မင်းကဂရုံးတုဂရုံးတော်ဂရုံးတုကွာမင်းဘုံအောင်မင်းစဉ်းစားကြည့်စံကုန်မြေလေးအောက်တန်းသားမင်းကជីជីကျကျနဲ့မင်းအောင်လည်းဘောပြေးမနေသေးတယ်ရေးတယ်မင်းကြားဘူးလားတရုတ်ပြေးမင်းဆိုတာလေအေးတရုတ်ပြေးမင်းထက်တဆင့်မြင့်ဝါကြီးအဲမင်းအောင်လည်းဆိုတဲ့ကောင်ကတရုတ်ကုန်းမင်းနော်ရုရှားကုန်းမင်းအဲတရုတ်နဲ့ရုရှားနဲ့အိန္ဒိယနဲ့မြင်ဘလို့ကုန်းပြီးတော့မှဟိုဖြစ်ပေးဆက်ချင်မှမသိဘူးမင်းအောင်လည်းလို့ပြောတာနော် ါလေးကိုလည်းမင်းတို့သိစေချင်သေးတယ်လို့နော်ကိုမျက်ကြီးကိုယဉ်ကြည့်စမ်းပါကွာမင်းသူမျိုးအပြစ်ပြောချင်တယ်ဆိုရင်လေနောက်တစ်မျိုး file တစ်ခုကတော့ဒါကျွန်တော်တို့အဲ့လိုမျိုးပေါက်လို့ပေးစားပြောနေတယ်အဲ့ပေါက်ကရုံးကိုလေကိုစီဆုံးသွားလိုက်မယ်ကြည်ကြည်မိနစ်ပိုင်းလေးပဲမိနစ်ပိုင်းလေးရေခုံစာကြည်ကြည်ပါကဲဘလို့လဲဘလို့လဲတာသနာပြုမင်းကြီးကနေပြည်တော်မှာ လုံခြုံရေးအပြစ်နဲ့ပလီတွေကိုစောက်ပေးနေတော့ဘာဘောမတဲ့အမျိုးဘာကြလေးတွေကဘာကြမှောက်လို့မရတော့ အာဗောငပောက်ကရှစ်ရှစ်နဲ့ဘာပြောဆိုဥစင်းတို့တိုက်တာလေသူရတယ်ဥစင်းကပြောရင်လည်းဥစင်းတို့ဖန်ကနေမှာဟောတဲ့ဥပဒေနဲ့ညီဥစင်းကတော့ဖွင့်ပြပါတယ်လို့မဲဥပဒေနဲ့ညီရယ်ဆိုတာဘာကိုပြောတာလဲဒါပြီမင်းအောင်နိုင်လှုပ်တဲ့မြကဥပဒေလားအဲ့လိုလားဥပဒေဆိုတာမင်းအောင်နိုင်ပြောတာလားမင်းအောင်နိုင်လှုပ်တဲ့မြဥပဒေနဲ့ညီတယ်အဲ့လိုလားအဟမင်းတို့တွေမရှက်ဘူးတော့ကွာ ဟမ်အခုပြည်တွင်ကဘောမနေနေပြည်ပဘောမတော့နှစ်ချမ်းခွဲကုန်ကြပြီဟမ်ဟမ်ပြည်ပဘောမတွေကအမှန်တရားကိုပြောတဲ့အချိန်မှာပြည်တွင်ကဘောမတွေကဆက်ဆက်တိမခံထားအောင်ကြတယ်ဟုတ်ပါဟမ်အဲ့တော့ကိုမောင်မောင်ပြောနေပဲတိလာစစ်တပ်ဘောမနဲ့အဘဘောမနှစ်မျိုးပွဲသွားတယ်ဒီပွဲမှာတိလာအဲ့တော့ဘဒူတွေကအောက်တန်းစားတွေလဲဆိုတာအဖြစ်ပေါ်ရတယ်မှန်တယ်မှန်တယ်မှန်တယ်မင်းတို့ပြည်တွင်ကအဘဘောမတွေကတော့နေပြီးတော့မှတွားပြီးတော့ ပလီမာဝစ်တော့တက်လိုက်ပါဘဘာကြီးကျင်တယ်တော့ဘဘာကြီးမပြောရဲဘူးမလားဖြုတ်ချက်ပဲကိုစီဖြုတ်ချက်ပဲအားရလိုက်တော့ကိုစီရဲ့လို့နော်ကိုစီဖြုတ်ချက်ပဲအဲ့တော့နောက်တစ်ပြိုင်လေးတစ်ခုကြည့်ရအောင်ဒါတော့ဒါကျွန်တော်တို့သူစိတ်တာပေါ့နော်သူစိတ်တာဆိုတော့ကဒီကောင်လေးပြောမယ်ဆိုရင်မဖသာဘုံကြီးပဲဗျာဒီသူစိတ်တာဆိုတဲ့ကောင်ဒီကောင်ကတော့တမျိုးပြဒီကောင်ကတော့ဒီစာအဖားတို့ပါတို့ဒီကောင်စိန်ခေါ်တာစိန်ခေါ်တာတော့ကြည်ကြည် အရေးကြီးတဲ့နေ့မှာဗျအေးပြီးတော့ကိစ္စကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားအာမင်းတို့ဌာနဆိုင်ရာဆရာဖဆိုသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်လိုင်းပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားလားဟုတ်မင်းတို့ဌာနဆိုင်ရာတွေကမှားလားဟမ်တောင်သူလယ်သမားတွေရဲ့လယ်ဘူးအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လယ်မြေအမြေတွေကိုတိမ့်နေ မတန်တစီပြီးနှစ်သိန်းတအေကောက်မှာနှစ်သိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်တုန်းကရော်ကြီးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟမ်အခုကျအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီစွန်နီတို့ရှီယိုက်တို့မွတ်စလင် ကလားတွေအတွက်ဗလီကြီးတွေဆောက်လုပ်ပေးမယ့်အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကျွေးရသူကျွေးရသားတွေလက်မခံဘူးလေမင်းတို့မြေပြင်သတင်းတွေဆင်းထားတော့ကြည့်လေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ラインပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းရောပြည်ပအောင်ဟိုကြောင်ကြောင်ရအောင်ကောင်တွေရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးရှိတယ် အေးမြွချစ်မြို့သားရေးသမားတွေဆိုတာကနော်ကိုဆောင်ရုပ်ကိုချက်တာ၆တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့တည်ထားဖို့လို့တယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်ဝှချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လေဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ်အော်အဲခေါ်တော့အဲ့ဒီမိန်းကလေးတယောက်တည်းကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်တွေစိတ်မချလို့ထပ်လိုက်လာတယ်မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာခုနိုင်ငံခြားကပြောပြောနေတဲ့ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထား ဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်ထမိန်ကျုံဆိုတာတည်တန့်ရှိတယ်အာနော်မင်းကပါချုပ်လားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေဟာအမျိုးသားရေးသမားတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဈာနေဝါရဓမ္မအဓမ္မနှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ဖင်လန်မောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့ငစီတို့ကောင်းနေတတိထားကြအာအေးပြောချင်တာအခုလေဝိစားပါရောကနေတိုင်းရုံကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဗေကိစ္စအောင်မေးမှလဲ line ပေါ်မှာတင်နေတဲ့ မြို့ချစ်လူငယ်အဖွဲ့ဆိုလားအဲ့ဒီကိစ္စတွေအတွက်မြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲအာလူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမြို့ချစ်တွေကြီးပဲအင်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ်ဟိုအနှွဲတဲ့မိန်းမသားဆိုပြီးတော့မိန်းမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စဖာယုံကနေပြီးတော့ခေါ်တယ်ဆိုတာမြို့သားကြီးတမားတွေကိုနှရွက်ဇရီးဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနွေငင်းဒဇင်ပါရောက်လာလိမ့်မယ်ဩအင်းနိုင်ငံလုံးမှာမြို့သားကြီးတမားတွေမြို့ချစ်ဘာစိန်ခေါ်ပြန်ပြီ เนาะအမျိုးသားရေးသမားတယောက်ကိုထင်တနိုင်ငံလုံးမှာရှိတဲ့အမျိုးသားရေးသမားတွေငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့သိသွားစီရမယ်ဟမ်အဲ့တော့လေမျိုးလေဝေးမျိုးနဲ့စာဘာကိုကျတို့တွေလမ်းပြီးတော့ဆက်သွဲတယ်မင်းမြန်နဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့ကျတို့ရဲ့လူတွေကိုစကားတခွန်းမှဲ့တပေါက်တော့မဆုံးပါစေနဲ့အမေအဲ့လိုမျိုးစကားတခွန်းမှဲ့တပေါက်ဆိုရင်ကျတို့တွေငုံမခံဘူးအချိန်ကာလအပြင်စောင့်နေမယ်လူဝိုင်းကျတို့ကိုယ်တိုင်ပြီးတော့အထိဆင်းမယ်อืมဆိုတော့ဟုတ် ကျုပ်တို့ရဲ့လူကျုပ်တို့ရဲ့လူဆိုမင်းတို့ကဖျားသားတော်တွေဖျားသားတော်ကဘယ်လိုဖြစ်လို့အချွေရန်အသေးသေးတွေတလောက်တောင်ပေါ်များတော့ပြနေရတာဟမ်ကျွန်တော်တခုပြောပြမယ်နော်သင်္ကန်းဆိုတာတကယ်ကိုတန်ရှင်းစင်ကြယ်တဲ့အရာတခုဒါပေမဲ့အဲ့လိုတန်ရှင်းစင်ကြယ်အရာတခုကိုဒီလိုခွေးသောင်းသားတွေနော်ပတ်ထားလိုက်ပြီဆိုရင်အဲ့သင်္ကန်းရဲ့စက်တွေမရှိတော့လူလည်းစက်တွေမရှိတော့ဒါလေးကိုသိစေချင်တာသိလားအဖလီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှရောတခြားခြားသောဒီမိန်းကလေးကိုပေါ့နော်ဒါကျွန်တော်ဘတော်မတရားလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှတော့ မဘာသာဘုံကြီးဒီကောင်သူစိတ်ဓာတ်ဆိုတဲ့ကောင်ကတော့မကြခင်ထောင်နှန်းဆန်ရတော့မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ပြိုင်ပိုင်းတကူကတော့ဒါကျွန်တော်တို့မဟာပညာကျော်ပေါ့နော်တချို့မဘာသာဆိုတဲ့ကောင်တွေလူမျိုးဆွဲနေတဲ့ကောင်တွေထုံးမြတ်သူလောက်ကို အသိပညာနဲ့နဲ့လောက်ရှိရင်ကိုမင်းတို့လူတော့လို့ရပြီနော်သူပါပြောလိုက်နားထောင်ကြည့်မင်းတို့လူမျိုးနော်ကြီးကြီးကျယ်ကျယ်တွေမပြောဘူးအေးစစ်စစ်ပြပြသွားလိမ့်မယ်နားထောင်ကြည့် ကိုယ်ဘာသာကိုလူမျိုးကိုကြီးပွားစေခြင်းနဲ့ထုတက်စေခြင်းနဲ့ဆိုတော့ဘာသာဝင်တိုင်းရဲ့ဆန္ဒလူမျိုးတိုင်းရဲ့ဆန္ဒပါဒါပေမဲ့တခြားလူမျိုးတခြားဘာသာဝင်တွေကိုကြာရှုံးစေခြင်းနဲ့ဆွေးယုတ်စေခြင်းနဲ့ပျက်စီးစေခြင်းနဲ့ဆိုတော့အမတန်မှယုံညံ့တဲ့စိတ်ထားပါကိုယ်ခြံစည်းကိုကာရာကောင်းပါတယ်တခြားသူရဲ့ခြံစည်းကိုဖျက်ဆီးခြင်းနဲ့ကတော့မကောင်းတဲ့စိတ်တက်ဖြစ်သွားပါပြီကျွန်တော်မြန်မာနိုင်ငံရဲ့၁၃၅မြောက်တိုင်းရင်းသားတွေထဲမှာအစ္စလမ်ဘာသာဝင်လည်းရှိတယ်နောက်ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းရင်းသားခွင့်ရရှိတဲ့လူမျိုးနိုင်ငံသားခွင့်ရလည်းရှိပါတယ်နိုင်ငံသားခွင့်ရကျွန်တော်တို့မှာလှုပ်လှဆွာကိုယ်ကိုယ်ယုံကြည်မှုတွေရှိရမယ် လောလတ်စွာစီးပွားရှာခွင့်ရောင်းဝယ်ဖောက်ကားခွင့်တွေရှိရပါမယ်ဒီနိုင်ငံဟာပတ်ပုံတွေရပြီးတဲ့ဒူတိုင်းရဲ့နိုင်ငံမှာအဒါကတော့ငါနိုင်ငံမင်းနိုင်ငံမဟုတ်ဘူးလို့ပြောလို့မရပါဘူးဘင်းအောင်မင်းတရားကြီးလက်ထက်မှာမွတ်စလင်အမြောက်တက်ဆိုတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကအမရဘူရာခေမင်းအောင်မင်းခေမှာဆိုလို့ရှိရင်လေပလီတွေဆောက်လုပ်ခဲ့တာရှိပြီးတော့အမရဘူရာခေမှာဆိုရင်စာဆိုတော့ဥနုဟာဒါအစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာကလေးကနေပြီးတော့မှ အစ္စလမ်ဘာသာဝင်တွေအများစုဟာဒီမြန်မာမင်းနေပြီးတော့နေမကောက်အောက်မြန်မာပြည်မှာပြန်ကျဲနေထိုင်နေဆိုတော့တွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာခေတ်ကာလအကြာကြီးကိုဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံနှစ်ခုကြားမှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံမှာခုချိန်မှာဆိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်နေတဲ့နိုင်ငံကြီးဖြစ်ပါပြီဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာဟာမိုနီဖြစ်ဖို့လိုပါတယ်အချင်းချင်းအပြန်အလှန်လေးစားသမှုရှိဖို့လိုပါတယ်တရားနဲ့တရားနားလည်မှုရှိဖို့လိုပါတယ်ဒါကြောင့်ကိုယ်ဘာသာကိုယ်သာသနာကိုလွတ်လပ်စွာနဲ့တိုးပွားအောင်လုပ်ဖို့လိုတယ်တိုးတက်အောင်လုပ်ဖို့လိုပါတယ် ဥပဒေနဲ့ညီတဲ့အဆောက်အဦတွေတိဆောက်ခွင့်ပေးဖို့လိုတယ်။မကုဘုဒ္ဓဘာသာစီဒီပထိုရီကတော့ရွှေရောင်ဝင်းပြောင်ရှိနေပြီးတော့တခြားဘာသာဝင်တွေရဲ့အဆောက်အဦတွေကြတော့ကြိုးကျေပျက်စီးဘုံဘုံလဲမတက်ဖြစ်နေတာကြတော့လေဒါတရားတယ်လို့ပြောလို့ကမရပါဘူး။တချို့ကလည်းဟာဒီဒေသမှာဘလီတိုးလာလို့ရှိရင်ပဲဟိုကဘာပြတ်တော့မလို့ဖြစ်နေတာမျိုးရှိတယ်။တကယ်တမ်းကျလို့ရှိရင်ဒီလူမျိုးတွေတိုးလူအိုးကြီးတိုးပွားလာတာနဲ့အမျှတော့ဒီ ဘာသာရေးအဆောက်အဦတွေကတိုးလာမှာပဲလေတိုးလာမှာဆိုတာကဟုတ်ပြီဒါတချို့ခရီးရန်ဘာသာဝင်တွေဆိုလို့ရှိရင်ခြေချောင်းတိစောက်ခွင့်မရှိရတဲ့ကြောင့်မလို့အိမ်ထဲမှာပဲအဲဝတ်ပြုပြီးတော့အိမ်တိမ်ကိုငှားလိုက်တယ်ငှားပြီးဒီအိမ်မှာစူပောင်းဝတ်ပြုတာရှိရတယ်။တချို့အစ္စလမ်ဘာသာဝင်တွေဆိုလို့ရှိရင်လည်းမြေကြီးကွက်လက်ထဲမှာပဲခင်းပြီးတော့တာလဘတ်တွေခင်းပြီးဝတ်ပြုတာရှိရတယ်။အဲ့တော့ဒီဘာသာဝင်တွေရှိနေဒီဘာသာတရားရှိမှာပဲ။ဒီဘာသာဝင်တွေဟာဒီဘာသာဝင်တွေယုံကြည်မှုကဗလီထဲမှာရှိတာမဟုတ်ဘူး။ဒီဘာသာဝင်တွေယုံကြည်မှုကသူတို့နှလုံးသားထဲမှာရှိတာ။ဒါကြောင့်မလို့ ကျွန်တော်မြန်မာနိုင်ငံကပုဂ္ဂိုလ်တော်များလည်းကိုယ့်ဘာသာကိုယ့်သာသနာကိုထိုးထက်စေခြင်းနဲ့ဆိုရင်အစ္စလမ်ဘာသာဝင်ကလည်းအစ္စလမ်ဘာသာကိုထိုးထက်စေခြင်းနဲ့ဆိုရင်အစ္စလမ်ဘာသာရဲ့အဆုံးအမတွေအစ္စလမ်ဘာသာဝင်တွေရဲ့နှလုံးသားတွေရောက်ရှိအောင်ပို့ပေးဗုဒ္ဓဘာသာရဲ့အဆုံးအမတွေဗုဒ္ဓဘာသာဝင်တွေနှလုံးသားတွေရောက်အောင်ပို့ပေးတဟာသာသနာပြုတာဘာသာရေးတစ်ဖက်နဲ့တစ်ဖက်နဲ့အာဒုံဆွဲဓာဆွဲပြီးတော့ဟာဟိုလုပ်တယ်ဆိုတာကတော့ဒါဘာသာတစ်ခုနဲ့တစ်ခုကြားမှာပြိပခဖြစ်အောင်လုပ်တာနိုင်ငံတော်ရဲ့အခြေခံဥပဒေတွေနဲ့တည်ဆဲဥပဒေတွေချိုးဖောက်တာပဲဖြစ်တယ် อืมဆိုတော့ဟိုတချို့မပတ်တဘုံကြီးဆိုတဲ့កောင်တွေပေါ့เนาะအဲ့သူစိတ်တလို့កောင်မျိုးတွေပေါ့ဗျာအဲ့ဒီဒီထွတ်မြတ်သူလောက်ကိုမဟာပညာကျော်လောက်ကိုလေ့လာဖို့ရှိရလားလေ့တော်လေ့လာခဲ့ဘူးရလားတော့မသိဘူးပေါ့เนาะအဲ့တော့ပြောမယ်ဆိုရင်အမှန်တည်းပြောသွားတာပဲဒီကောင်လည်းချိန်ထားတဲ့ဥစ္စာရှိတယ်ဒီကောင်လည်းအနယ်ကြီးအောင်နေနေရတာโอเคဆိုတော့အားလုံးလည်းကျေးဇူးများလိုက်ပါတယ်နောက်တစ်ခါမှပဲဆက်တွေ့ပါမယ်မင်္ဂလာရှိတဲ့တော်လေးလေးဖြစ်ပါစေ Platter Review ရော YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့တော်လေးလေးအားလုံးပဲ စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တို့တို့ကပြေဝနိုင်ကြပါသည်ဗျာ။